တင်းလေးကလင်းမျက်နှာမှာ AAPD app တွေရောင်းနေပြီเนาะရောင်းနေပြီးတော့ရွာတွေထဲကိုဝင်နေပြီပေါ့အဓိကကတော့ရွာရဲ့ကျွန်တော်တို့ရခိုင်ရိုးမနဲ့ရခိုင်ရိုးမအစင်းကเนาะရခိုင်ရိုးမနဲ့ကျွန်တော်နေရနေရာတွေမှာ PDF တွေ AA တွေဝင်နေတယ်ဝင်ပြီးတော့ရွာတွေအထိတနတ်ထမ်းပြီးတော့သွားနေလာနေကြတာကိုတွေ့ရတယ်အဲနောက်တစ်ခုကအုတ်ချုပ်ရေးမှုတွေရပေါ့ခေါင်းလဲစိန်ကောင်းနေရအစစိန်ခေါ်ခံရပြီเนาะပြဿနာရှာခံရပြီလို့ကြားသိရတယ်အဲ့တော့ဒေတာခံတွေကတော့ပြေးနေရပြီပေါ့ နော်စိုးရိမ်တဲ့သူတွေကလည်းပြေးနေကြပြီအဲ့တော့မြေပြင်အခြေအနေမှန်ကိုအထက်ကိုလုံးဝမတင်ပြဘူးဆိုတော့အဲပြောဆိုမှုတွေကလည်းရှိလာပြီအဲ့ဒီတော့ကြမလို့ဒီ ARB time ၄မျက်နှာကိုဒီဒီ၄မျက်နှာကိုကျွန်တော်တို့ PPCC ကင်တွယ်ဖို့ဆောင်ရွက်ဖို့လုပ်နေပါပြီအဲနောက်တစ်ခုအဲ့ဒီပတ်ဝန်းကျင်အဲ့ဒီပတ်ဝန်းကျင်မှာကျွန်တော်နောက်တစ်ခုကြားသိရတာကဘာလဲဆိုတော့လေ PPCC မကင်တွယ်ရတဲ့အကြောင်းရင်းကလည်းတခုဆိုရှင်စာစစ်ဌာနအိမ်မှာ၃ခုလောက်ရှိတာကိုအဲ့ဒီမှာစာမေးပွဲဆင့်နေတဲ့အတွက်ကြောင့်မလို့စာမေးပွဲဖြေနေတဲ့အတွက်ကြောင့်မလို့ပေါ့နော်အလန့်ထညာဖြစ်မှာဆိုလို့မလောက်တာလို့လည်းပြောတတ်ကြပါမယ်လေတော်တော်လည်း လေးမျက်နှာပြည်သူတွေကတော့စိတ်မချမ်းမသာဖြစ်နေရပြီเนาะအဲစေတူကြတဲ့ပုံနေအေးအေးအုပ်စုတွေအခုဆိုရှင်ဝင်လာပြီဖြစ်တဲ့အတွက်ကြောင့်မလို့အထက်ရာရှိလူကြီးများအနေနဲ့ TPCC ကင်တွေဖို့လိုအပ်နေပြီဆိုတော့ပြောပြချင်ပါလေခင်ဗျမင်္ဂလာပါမင်္ဂလာပါเนาะအဲ့ဒါကအဲနံပါတ်၁ချက်ပါလေเนาะအဲနံပါတ်၂ချက်အနေနဲ့ကအာစာကောင်းဆောင်အထာဥလာပေါ့အဖမ်းခံရပါတယ်အဲ့တော့အဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဒေတာခံမွတ်စလင်တွေပေါ့เนาะဒေတာခံမွတ်စလင်တွေ တွက်တိုက်ပွဲဝင်နေလို့ပြောရမှာပေါ့ဗျာနော်အဲသူတို့ကသူတို့ရဲ့ဒီသူတို့ပြောဆိုချက်ပေါ့ပြောဆိုချက်ဆိုအာဇာဟာဒေသခံမွတ်စလင်တွေပေါ့အဲသူတို့ခေါ်တော့ရိုဟင်ဂျာပေါ့ကျွန်တော်တို့ကတော့ဒေသခံမွတ်စလင်တွေဖြစ်ခေါ်တာပေါ့နော်အဒေသခံမွတ်စလင်တွေရဲ့အခွင့်အရေးတွေရက်တီတိုက်ပွဲဝင်ပြီးနေတော့အာဇာခေါင်းဆောင်ပေါ့နော်ဖမ်းခံလိုက်ရပါပြီအိန္ဒိယနယ်စပ်လို့ပြောပါတယ်အာဘင်္ဂလားဒေ့ရှ်အိန္ဒိယနယ်စပ်နာမှာဖမ်းခံလိုက်ရတယ်အဲ့တော့ကြားတရားတော့ဆိုလို့ရှိရင်တော့အထာဦးလာဆိုရင်တဲ့နော်ဟိုဘင်္ဂလားဒေ့ရှ်တန်းမှာနေတာကြာပြီပေါ့နော်တစ်နှစ်ကျော်လောက်ရှိပြီတစ်နှစ်ခွဲလောက်ရှိပြီလို့ပြောလို့ရတယ် ဲ့တော့အာထာဥလာကအိန္ဒိယနေဆက်ကိုသွားမယ်အိန္ဒိယနေဆက်ကနေမှတဆင့်ပါကစ္စတန်နိုင်ငံကိုအဲထွက်ပြေးဖို့ကြိုးစားရတယ်ပေါ့ကြိုးစားတဲ့အချိန်မှာပဲအချိန်နေမှာပဲဖမ်းခံလိုက်ရတယ်ပေါ့အဲ့တော့သူ့ကိုဖမ်းတဲ့အချိန်ခါမှာရရှိတဲ့ရွှေငွေအာရွှေနဲ့ငွေတွေနော်အကုန်လုံးကျွန်တော်တို့ဒါအတီးပြုလို့တီးပြုရမှာဆိုလို့ရှိရင်ပေါ့နော်ဟိုရရှိတဲ့ဖမ်းခံရတာဥမာဖြစ်မှန်တကယ်ဖမ်းလိုက်တာကရွှေကီလိုဝေါင်းများစွာပါလို့ကြားသိရတယ်တူပါတော့လည်းပဲ တင်ပြတာကတော့အနေချင်းပဲတင်ပြတယ်လို့ကြားသိအောင်ငွေသားအစားပါနော်ဘင်္ဂလားဒေ့ရှ်တာကလည်းအများကြီးဘင်္ဂလားဒေ့ရှ်ငွေကြေးလည်းအများကြီးသူမှာပါတယ်သူပါတော့လည်းပဲဒီအနာပိုင်းနေနဲ့သူတို့ဘလို့အချိန်ဆက်ရှိတယ်မသိဘူးရှိသလားမတင်ပြဘူးလို့ကြားသိရတယ်အဲသူအနေနဲ့ဒီအိန္ဒိယနေစားကတစ်စင်ပါကစ္စတန်ကိုထွက်ပြေးဖို့ကြိုးစားနေတယ်လို့ယူဆရတယ်ပေါ့ဗျာနော်အဲ့တော့အဲဒီအချင်းအောင်ချီချင်းအဖြစ် AA ကို AA နဲ့ဒီဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ဒါပူးပေါင်းပြီးတော့ဆောင်ရွက်လိုက်တယ်လို့တော့ပြောလို့ရပါတယ်အဲ့တော့ AA စီသွေးကြောအခွဲကိုအာစာကတိုက်မယ်ဒီဥပုပ်လတိုက် ဥပုပ်လာနောက်ပိုင်းမှာတိုက်မယ်လို့တော့သတင်းရရှိထားတယ်ပေါ့နော်အဲ့တော့အဲ AA နဲ့အခုဆိုရှင်တော့မတိုက်ဖြစ်တော့ဘူးပြောမှဆိုရှင်ဒီမွတ်စလင်လက်နက်ကိုင်မွတ်စလင်လက်နက်ကိုင်တိုက်ပွဲဝင်မှုကအခုဆိုရှင်တော့တခန်းရက်သွားပြီလို့ပြောလို့ရပါတယ်ဘယ်ချင်းဘယ်လိုပြပေါ်လာမှန်းတော့မသိဘူးလက်ရှိချိန်မှာဥဆောင်မှုဥဆောင်သူအာစာအနေနဲ့ကအစားကောင်းဆောင်နဲ့အဖမ်းခံရပြီဆိုတဲ့အတွက်ကြောင့်မို့လို့နော်အဲတခန်းရက်သွားပြီလို့ပြောလို့ရတယ်အဲ့တော့ အေးရဲ့အခုဖြစ်တည်မှုတွေကိုအဲဘန်ဂလားဒေ့ရှ်ကနေပြီးတော့ဒါတိုင်းတာအခုထိလက်ခံလာပုံရတယ်ပေါ့နော်နောက်တစ်ခုကဘန်ဂလားဒေ့ရှ်ကလည်းအေးအေးနဲ့ပေါ့ပူးပေါင်းကျင်ပုံရတယ်ဒါကလည်းဟိုဘယ်လိုခေါ်မလဲဆိုဒီပေါ့တုံးတက်လို့ရတယ်ယူဆလို့ရတယ်ပေါ့နော်နောက်တစ်ခုကလည်းဒီကလပ်သမဂ္ဂတွင်းရင်မှုကူတာရက်စ်ကိုတိုင်းကလည်းဒီအေးအေးနဲ့စကားပြောဖို့အထီးတွေနော်ဟိုစကားပြောဖို့ပူးပေါင်းဆောင်ရွက်ဖို့တွေဒါတိုက်တွန်းခဲ့တာတွေရှိတယ်အဲ့ဒီတော့ကြောင့်မလို့ဒီမွတ်စလင်တွေပေါ့မွတ်စလင်ဒီအာဆာခေါင်းဆောင်ဟာဆိုလို့ရှိရင်တော့ဖမ်းခံလိုက်ရပြီလို့ပြောလို့ရပါတယ်နော်အဲ့တော့မွတ်စလင်တွေအနေနဲ့က အဲတိုက်ပွဲဝင်မှုတို့ရဲ့ဒီအဲတို့ရဲ့ဒီ program နဲ့တိုက်ပွဲဝင်မှုအစီအစဉ်တွေအားလုံးဟာတခန်းရက်သွားပြီလို့ပြောလို့ရတယ်တို့ပါတော့လည်းပဲအခြေစောင့်ကြည့်ရမှာပေါ့နော်အဲမှာ AR လည်းရှိသေးတာ AR ရှိတယ် RS လည်းရှိတယ်နောက်တော့ ANDF ရှိတယ်နော်အဲ့တော့ဂျန်တဲ့ဖွဲ့တွေအနေနဲ့လည်းဘယ်လိုဆက်သွားကြမလဲဒါမှမဟုတ်ရှင်နဲ့အားလုံးဒီလက်နက်ကင်စန့်ကျင်စန့်ကျင်မှုကိုနော်လက်နက်ကင်စန့်ကျင်တိုက်ပွဲဝင်မှုကိုတခန်းရက်သွားမှာဆိုတော့အောင်ကြည့်ရမယ့်အခြေအနေဖြစ်တယ်အဲ့တော့ဒီအာစာကောင်လည်းကျွန်တော်တို့ဆက်လက်သုံးသပ်ကြည့်ရတော့အာစာဟာအေအေကိုယ်တိုင်မွေးထားတဲ့ပုံစံမျိုးအထိကိုကျွန်တော်ကြားသိနေရပါတယ်နော်အဲ့တော့အဲ့ဒါက ရခိုင်ပြည်နယ်ချင်းပေါ့ရခိုင်ပြည်နယ်ချင်းနောက်တစ်ခုထပ်ပြောရမှာဆိုလို့ရှိရင်အပင်လယ်ပြင်မှာရခိုင်ပြည်နယ်အတော်မှအဲ့တော့ကွန်မန်မြို့မှာပြင်လယ်ပင်လယ်ပြင်မှာတက်မလို့ရဲ့စစ်တင်မော်တွေရှိပါတယ်အဲ့စစ်တင်မော်တွေစီကိုအေအေကသွားဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးသွားလို့ရှိရင်လမ်းမှာငါတွေ့တာနဲ့လည်းတစားတည်းကြံမှာမဟုတ်ပါဘူးနော်အဲ့တော့ပင်လယ်ပြင်ကိုတက်မလို့ဒီကြီးဆိုထားပါတယ်တော့ပါတော့လဲပဲအေအေကနေပြီးတော့ဟိုဘယ်လိုခေါ်မလဲကျွန်တော်တို့ပင်လယ်ပြင်ကိုငါးဖမ်းလေတယ် သွားတဲ့အခါမှာ AA ကအခွန်ကောက်ပါတယ်အခွန်ကောက်တဲ့လေတွေဟာငါးဖမ်းလေတွေဆိုလို့ရှိရင်ကြောက်ပန်းတူးကနေပြီးတော့ပင်လယ်ပြင်ကိုထွက်ပါတယ်အဲ့တော့ပင်လယ်ပြင်ထွက်တော့ညာလဲပဲတက်မတော်ကတက်မတော်စစ်ရေးရင်များကဘာမှမလုပ်ဘူးပေါ့နော်အဲ့တော့တနည်းအားဖြင့်တက်မတော်ကိုယ်တိုင်ပင်ဒီပင်လင်းနော် AA နဲ့ပူးပေါင်းမှုများရှိနေပြီလားဆိုတော့ဆောင်ကြည့်ရမယ့်ပုံစံမျိုးဖြစ်လာတယ်အဲ့တော့ဆောင်ရွက်မှုတွေမရှိဘူးနော်အဲ့တော့ AA နဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်တို့ဒီ NASA ကဥက္ကဋ္ဌကြီးကပဲတက်မတော်အားလုံးကိုမေးခွန်းထုတ်ရမယ့်ပုံစံမျိုးတွေအများကြီးရှိနေပြီတော်တော်ကိုညှတာလွန်ပါတယ်တနည်းထားပါတော့ကျွန်တော်တို့ဘမော် pass တွေ့တာတကယ်တကယ်တကယ် special တွေ့တာเนาะနာနာကြီးနဲ့စော်တာလေးနေနဲ့စော်တာပို့စပတ်စော်တာပါအဲ့တော့နောက်ချိုတရန်နေနဲ့ပတ်သက်ရင်တွေ့တာအမှန်ကန်ပါပဲအမှန်ကန်ချပါเนาะကြားပြီနဲ့တကယ်တိုက်ပါတယ်အဲ့တော့ AA နဲ့ပတ်သက်လာလို့ရှိရင်တော့ဘယ်ရမှမထီရောက်သလိုဘာမှမလုပ်ခောင်းတော့ထိထိရောက်ရောက်ဆောင်ရွက်မှုတွေမတွေ့ရပါဘူးအဲ့တော့အဲ့အကြောင်းမို့ AA နဲ့ပတ်သက်လာရင်မယိုးသားဘူးမယိုးသားဘူးဆိုတာအလကားပြောနေရမှာမဟုတ်ဘူးเนาะနောက်တစ်ခုကအဲ့မှာအဲဘယ်လိုခေါ်မလဲစစ်စခန်းနေပေါ့ AA စစ်စခန်းနေအခုချိန်ထိတတရရ AA ချမ်းချမ်းပဲရှိနေတယ် နေရာတည်တော်ညာလည်းပဲဘာမှဆောင်ရွက်ခြင်းမရှိပါဘူးเนาะအထက်ကိုလည်းတရင်နေရောက်တယ်ပါဆိုဘာမှဆောင်ရွက်ခြင်းမရှိရဲ့ပုံစံမျိုးတွေအထိတွေ့နေရတယ်အဲ့တော့ A နဲ့ပတ်သက်လာလို့ရှိရင်တော့ခင်ဗျားတို့ဒီ Umen Online ကိုတိုင်ကိုကပေးမယ်ဟေ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီပေးလိုက်ပါเนาะမပေးဘူးဟေ့ဆိုလို့ရှိရင်တော့လည်းတိုက်ပါလို့ပဲပြောချင်တယ်ပေါ့ဗျာเนาะ A နဲ့အောက်မှာရေးထားရှိပါလား A နဲ့ပူပေါင်းမလားအေးပေါ့ A နဲ့ပူပေါင်းသွားလို့ရှိရင်တော့လည်းအဲကျွန်တော်တို့ပြောလို့တော့မရဘူးပေါ့အဲ့တော့ A နဲ့ပူပေါင်းမယ်ဟေ့ဆိုလို့ရှိရင်တက်ပလို့သားတွေအယူမလုပ်ပါနဲ့လို့ပြောချင်တယ်ပေါ့เนาะကျွန်တော်တို့ကြောက်တော့မှာအဲတေးခဲ့ရတယ်ကျွန်တော်တို့ရဲ့ဒီစစ်တီတွေရဲ့ စ္စာဟိုစောင့်တည်ဖို့啊ဒါရည်ကြည်တယ်เนาะတခိုင်တင်းနေဒီမှာအသက်ဆောင်သွားတော့စစ်တီရဲ့တစ္ဆာကိုစောင့်တည်ဖို့အရန်ကိုရည်ကြည်တယ်အဲ့တော့ဒီတစ္ဆာလောက်မှမစောင့်တည်နဲ့တစ္ဆာမရှိတဲ့အုပ်စုတွေဖြစ်သွားမယ်เนาะအဲ့တော့အားကြောင့်မို့လဲခင်ဗျားတို့တစ္ဆာမရှိလို့လည်းမအောင်မြင်တော့လို့ပြောအောင်ပါခင်ဗျာအဲ့ဒါကြောင့်မို့လို့ရခိုင်ပြည်နယ်ပတ်သက်လာလို့ရှိရင်တော်တော်လေးကိုတော်တော်လေးကိုကျွန်တော်သိနေပါလေဘယ်နေရာဘယ်နေရာမှာเนาะအေးစခန်းနေရှိတယ်ဆိုတာလည်းအထက်ကလည်းသိတယ်သိရတာနဲ့လည်းဘာမှမဆောင်ရဘူးဆောင်ရမဲ့သူတွေကမောင်းထုတ်တဲ့ပုံစံမျိုးတွေတည်းရှိတယ်เนาะတကယ်တိုက်မဲ့သူတွေဆိုလို့ရှိရင်ရခိုင်ပြည်ကလည်းမောင်းထုတ်တယ်ပေါင်းစား ခွာစားမဲ့သူတွေအားလုံးဆိုရှင်တော့ဒီခါဒီမှာထားရတဲ့ပုံစံမျိုးတွေအဖြစ်ဒါဟိုဘယ်လိုခေါ်မလဲတန်ရဖြစ်ဖွယ်လေးရှိလာပြီပေါ့နော်အဲ့တော့ဒါကလက်ရှိအေးနဲ့ပတ်သက်ပြီးနောက်ထပ်ပြောမယ်ဆိုရင်ရခိုင်ပြည်နယ်အဲ့မှာမောင်းတော့ပေါ့ဘူးတိတော်မောင်းတော့ဆိုတာတကယ်ကိုလူဦးရေထူထပ်တဲ့နေရာဖြစ်တယ်အဲ့ဒီနေရာဟာနော်ရခိုင်ပြည်နယ်လုံးမှာစုလို့မရတဲ့အင်အားမျိုးကိုဘူးတိတော်မှာစုလို့ရတယ်ဘူးတိတော်နဲ့မောင်းတော့မှာစုလို့ရတယ်ရခိုင်ပြည်လုံးလိုက်စုလို့သူတို့အင်အားပြည့်မရအောင်အဲ့တော့ဘူးတိတော်မောင်းတော့မှာအတင်းချက်ဖမ်းဆီးုံနဲ့နေမယ်အင်အားတွေအများကြီးရတယ်အဲ့ဒီမှာဆိုရင်ဘယ်ညာဘယ်ညာတွေအောင်လုပ်နေကြပါပြီနော် စစ်စခန်းတွေလည်းအများကြီးရှိပါတယ်အဲ့စစ်စခန်းတွေမှာပဲရှိနေတယ်အဲ့တော့အဲ့ဒါတွေကိုလည်းဆောင်ရွက်ခြင်းမရှိဘူးတိုက်တဲ့ခြေပါလဲဖျက်သီးတဲ့အားများတယ်အဲ့ဒီတော့ချမလို့ခင်ဗျားတို့ဟိုဥမေအွန်လိုင်းနေနဲ့ဒီရခိုင်ပြည်နယ်ကိုပေးမှလားပေးရင်ပေးလိုက်ပါအဲ့ဒါမှမဟုတ်ရှိနေမပေးဘူးနော်မပေးဘူးဆိုလို့ရှိရင်တော့တခြားစစ်မြေပြင်များမှာပြည်ပြတ်တတဆောင်ရွက်တယ်လို့ရခိုင်ပြည်နယ်ကိုလည်းပြည်ပြတ်တတဆောင်ရွက်တင်တယ်အဲ့တော့စစ်တီတွေကိုအယူမလုပ်ပါနဲ့လို့ပဲပြောချင်တယ်နော်အဲ့ဒါဒါအရှိတရားအတိုင်းကျွန်တော်တို့ကပြောရမှာဖြစ်တယ်အဲ့တော့ဒီနေ့ပြောတဲ့အထက်မှာ၄မျက်နာမှာ၄မျက်နာ AI တိုင်း၄မျက်နာပေါ့နော်အရန်ကိုအရေးကြီးနေပြီဆိုတော့ကျွန်တော်ပြောပြခဲ့ပြီးပြီ အာစာကောင်းဆောင်ဖန်ခံခဲ့ရတယ်နော်အဲ့လည်းအမှန်ကန်ပဲဖြစ်တယ်အဲ့တော့အာစာကောင်းဆောင်ဖန်ခံအတွက်ကြောင့်မလို့လက်နက်ကင်ပုံကံမှုနော်လက်နက်ကင်တိုက်ပွဲဝင်မှုကမွတ်စလင်တွေတက်ခန်းရက်သွားပြီးတော့ပြောပြောရင်မမှားဘူးဗျာနော်အဲ၆ဘန်းသူကလည်းပြေးတယ်ပြေးဝင်၅ဖန်ဖန်နေတဲ့ဒီ၅ဖန်လေးတွေကိုဖန်စီခြင်းမရှိဘဲအေအေကအခွန်ကောက်တယ်ဂျန်နဲ့ဟိုလောလောနဲ့ကြားလဲအဲဒါကလည်းဟိုဘလော့ကောမစ်စီပြောစရာဖြစ်လာပြီမနေ့ကတော့ညောင်ကျိုးချင်းနေမှာတော့မနေ့ကအထိအဲဘလော့ကောမစ်ဆိုရှင်အလောင်းလက်နက်တွေရပါတယ်ညောင်ကျိုးကတော့လုံးဝအချင်းနေကောင်းပါတယ်နော်ဘာမှအပူစရာမရှိသေးပါဘူး အဲ့တော့နေစမ်းပါဦးမင်္ဂလာပါကောင်းပါနဲ့မင်္ဂလာပါနော်음ချစ်တယ်လို့ကျေးဇူးတင်ပါတယ်ခလုတ်ချက်နေစသူတို့အေးနေပတ်သက်လာလို့ရှိရင်ခလုတ်လည်းမရှိပါဘူးကျန်တဲ့နေရာမှာပြပြသားဆောင်ရွက်သူတို့ဆောင်ရွက်ခြင်းလည်းမရှိပါဘူးနော်ဟိုဘလို့ခေါ်လို့ဆိုလို့ရှိရင်တခြားလုံးအေးနေပတ်သက်လာလို့ရှိရင်အတွင်းစီးကိုကတော်တော်လေးကဒါတော်တော်လေးပေါ့နော်ကျွန်တော်ကြည့်တာကြည့်တော့ဆိုရှင်အေးအေးကလည်းဒါခေတ်ဆက်ဆက်သူတို့အချိန်မောင်းများစွာပေါ့သူတို့ကြိုးစားထားဖို့ကြပါလား ရင်ထဲကလည်းတရားအောင်စီစဉ်ထားတဲ့ပုံစံမျိုးပါအထက်မှာအထက်မှာသူ့လူကိုပတ်သက်ဖြစ်နိုင်တယ်ငွေကြေးနဲ့ငွေကြေးနဲ့တင်းတင်းခံရတဲ့သူဖြစ်နိုင်တယ်အများကြီးပါအဲ့တော့အဲ့တော့ကျွန်တော်တို့ကတော့ AA ကိုကျွန်တော်တို့ရဲ့ဒီဘလော့ကွန်မန့်ဆိုတက်မလို့ရန်သူဖြစ်နေသဘောထားတယ်စစ်သွေးကြောက်မှန်တယ်ကျွန်တော်တို့ရဲ့တက်မလို့ရန်သူဖြစ်သဘောထားတယ်ရန်သူရဲ့ရန်သူအမိတ်ဆစ်ဖြစ်တယ်အခုအာစာအနေနဲ့ဒါရန်သူရဲ့ရန်သူမှန်တယ်များကိုကျွန်တော်တို့ကအာစာအနေနဲ့ဖမ်းခံရတယ်နော်ဟိုအာစာကောင်းဆောင်ဖမ်းခံရတယ်ဆိုတာနဲ့ပတ်သက်လာလို့ရှိရင်တော့အဲကျွန်တော်တို့ရဲ့ရန်သူကိုနော်အတိုက်ခိုင်းမဲ့အဖွဲ့တစ်ဖွဲ့ညှော့သွားတယ်လို့ပြောရမှာပေါ့ဗျာနော်အဲဒါပေမဲ့ဒီအာစာနဲ့ အေးနဲ့ပတ်သက်လာလို့ရှိရင်အရာရာမယိုးသားတော့တွေ့ရတယ်သူကတွေ့ရတယ်နော်။ဘာကြောင့်လဲဆိုရှင်အာစာခေါင်းဆောင်ကိုကြည့်လိုက်ပါဦးနော်။ပုံစံကြည့်ရတာတော့ဟိုပြောမှဆို overweight အောင်ဖြစ်နေပါမယ်။အဲ့တော့ဒီပုံစံဇာနဲ့တော့စစ်တိုက်လို့ရမှာမဟုတ်ဘူးလေနော်။အဲ့တော့ကြည့်ရတာတကယ်ရောစစ်တိုက်ခဲ့ရလားတော့မှစဉ်းစားစရာလေးရှိတယ်နော်။အဲ့တော့ဟောကောင်မောင်နဲ့ချစ်တယ်မင်္ဂလာပါနော်။ရေခဲဆိုပြီးပြောနေတဲ့ဆက်လေးမျိုးပေးလိုက်ရပြီလေ။အင်း။အဲ့တော့ဆက်လေးမျိုးပေးလိုက်ရတာလည်းမှန်ပါလား။အဲ့တော့ဒီဆက်လေးမျိုးလည်း ပြန်ယူဖို့လားဒါမှမဟုတ်ရှင်လဲတပုံကိုမွေးမလားဦးမင်း online အနေနဲ့အခုကျွန်တော်တို့နောက်ထပ်ပေါ့နော်ဟိုခမန်းတုံးတက်လို့ရတာကတော့ဦးမင်း online တိတ်မကြခင်သူရကာချုပ်ရာသူကိုသူစွန့်နံပါတ်လို့ကျွန်တော်တို့တုံးတက်လို့ရတယ်ပေါ့။ဘာကြောင့်အဲ့ဒါမှလည်းသူကတမရဖြစ်မှာ哦။အဲ့တော့နောက်ထပ်တမရတယောက်ဖြစ်လာဖို့အတွက်ကသူဒီရာသူစွန့်ပါလိမ့်မယ်။အဲ့တော့သူကာချုပ်ကနေပြီးတော့နားမဲ့အစီအစဉ်ရှိသလိုသူနောက်မှလည်းနောက်ထပ်ဦးစိုးဝင်းတော်လကောင်းနောက်ထပ်ဒီနှိကော့ပေါ့နှိကော့ တော့လကောင်းပေါ့အဲ့နှစ်ယောက်ထဲကတယောက်ရောက်တော့ကာကွယ်ဦးစီးချုပ်ဖြစ်လာမယ်လို့ကျွန်တော်သုံးသပ်လို့ရတယ်အဲ့တော့လာမယ့်နှစ်မှာရွေးကောက်ပွဲကကျင်းပမယ်ရွေးကောက်ပွဲမှာသူအနေနဲ့သူသမရဖြစ်ဖို့ကြိုးစားမှာပဲဖြစ်တယ်အဲ့တော့ပုံမှန်လင်းပြောရင်သူသမရတက်လို့မယ်ဟိဆိုလို့ရှိရင်တော့အဲဒါကအာကျွန်တော်တို့သူဟိုအလုံးဆွဆွဲခဲ့တယ်လို့သူသမရယူလို့မြန်မာနိုင်ငံဒီလိုဖြစ်ရပါလဲဆိုတော့ဆွဆွဲချက်ကြီးကတော့သူကိုယ်တိုင်တက်တည်ပြလိုက်တယ်လို့ဖြစ်သွားမှာလဲရှိလေတော်တော်လည်းပဲအဲသူအနေနဲ့သမရတော့တက်လို့မယ်လို့တော့သုံးသပ်လို့ရတယ်နော် သူကတမလာအရင်တစ်ချင်တဲ့ပုံရိပ်ရောင်ကျွန်တော်တွေ့နေရတယ်။ဟိုနေရာမှာပွဲတွေတက်ပြတယ်နော်။ဟိုနေရာလဲပါသူနေရာလဲပါအဲ့အထက်ကတော့မဲမဲဆွဲနေရအောင်ပြောလို့ရတယ်နော်။အဲ့တော့သူဒီတိတ်မကြခင်မှာနာမည်နဲ့မှာသူဒီတမလာတက်ပြီးတော့ဖြစ်သွားမှာဖြစ်တယ်ပေါ့နော်။အဲ့တော့သူတမလာဖြစ်လာလို့ရှိရင်တော့ဘာတွေဆက်ဖြစ်လာအောင်မလဲ။အဲ့ဒါကလည်းစောင့်ကြည့်ရမယ့်တိုင်းတိုင်းဖြစ်တယ်။အဲ့တော့သူတမလာဖြစ်မှာလဲဟိုဘယ်လိုခေါ်မလဲ။သူတမလာတက်လို့သွားခါကြလို့ရှိရင်တနည်းအားဖြင့်မဖြစ်သေးဘူးကွာကနော်မလုပ်သင့်ဘူးနိုင်ငံကိုဒီမျိုးကကြူးကကြောင်ကမောက်ကမတွေအထိဖြစ်သွားတယ်နော် စီမံဆောင်ရွက်မှုတွေလည်းမြန်ဖြင်းခဲ့တယ်အဲ့လိုလူမျိုးကနောက်ထပ်တမနာတက်ပြီးလုပ်မယ်ဟေ့ဆိုတဲ့အခါကျတော့ကျွန်တော်တို့အနေနဲ့ကတော့လုံးဝလုံးဝမဲထည့်ခွင့်ရှိခဲ့ရင်တော့မှပဲကျွန်တော်ဒီတမနာမျိုးကိုကျွန်တော်မဲမပေးပါဘူးเนาะအဲ့တော့အဲသူ့အနေနဲ့တမနာထပ်လုပ်သွားမယ်ဒါပေမဲ့ကျွန်တော်မဲပေးတာမဲမပေးတာကကျွန်တော်ရဲ့တတိပုဂ္ဂလစန္ဒာဖြစ်တယ်ဒါတတိပုဂ္ဂလခံစားချက်ဖြစ်တယ်သူ့ကိုကျန်တဲ့ပြည်သူတွေပေါ့သူကျွန်တော်ကမကြိုက်ပေမဲ့လည်းကြိုက်နှစ်သက်တဲ့ပြည်သူတွေကအများကြီးရှိမယ်လေเนาะအဲသူတို့တွေကမဲပေးလို့သူတို့တွေကအားပေးလို့ဥမင်းအောင်လိုင်းတမနာဖြစ်သွားပြီဟေ့ဆိုလို့ရှိရင်အဲကျွန်တော်တို့အနေနဲ့ကတော့ဘာမှပြောစရာမရှိဘူးပေါ့သူမှသူပြိတ္တာရှိတာပဲလေအားလုံးမှာကိုယ်စီပြိတ္တာရှိကြပါလေ ခင်ဗျားတို့ဒီပဲပြိသက်ရှိတယ်မထင်ပါနဲ့เนาะဥမင်း online မှာလည်းသူ့ကိုချစ်တဲ့ပြိသက်မှာအများကြီးပဲเนาะအဲ့ဒီတော့ကြောင့်မလို့ကျွန်တော်တတိပုဂ္ဂလအဖြစ်မကြိုက်ဘူးသူတမနာလုံမှာလည်းပုံမင်းလင်းပြောရင်စန့်ကျင်တဲ့သူတွေပါကျွန်တော်ပါမယ်ရင်ကျေးစွာစန့်ကျင်ရမှာပေါ့ဗျာဥပဒေပေါင်းတွေကစန့်ကျင်ရမှာပေါ့စန့်ကျင်တဲ့သူတွေကျွန်တော်ပါတယ်သူပါတော့သူတမနာဖြစ်သွားရင်လည်းအန်ဩစရာမဟုတ်ဘူးလို့ပဲပြောရမှာပေါ့เนาะအဲ့တော့အဲ့သူတမနာဖြစ်လဲကျွန်တော်တို့ကဝေဖန်မှုတွေကျန်ကျန်တန်တန်ဆက်ရှိနေအောင်ပါပဲအဲ့ကျွန်တော်တို့ရဲ့အဓိကပေါ့နော်ဟိုဒီမိုကရေစီမှာကဒီမိုကရေစီရဲ့လို့နော်ဒီမိုကရက်တစ်ဂါဗနန့်စ်လို့ခေါ်တဲ့ဒီဒီမိုကရေစီပြည်သူပြည်သူကပြည်သူကိုပြန်အုပ်ချုပ်တဲ့စနစ်မှာဟေ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ ပြည်သူနဲ့အစိုးရကြားထဲမှာသဘောတူညီချက်ကတိကဝတ်ဆိုတာရှိတယ်နော်အခြေခံဥပဒေဆိုတာအဲ့ဒါပဲအခြေခံဥပဒေဆိုတာဘာမှမဟုတ်အခြေခံဥပဒေဆိုပြည်သူနဲ့အစိုးရအစားချုပ်ချုပ်ဆိုတာချင်းဖြစ်တယ်ပြည်သူကလည်းငါ့အခွင့်အရေးတွေကိုလာမထိခိုက်နဲ့နော်စစ်တပ်ကလည်းမင်းခွင့်အရေးကိုငါပေးမယ်စစ်တပ်တော်ဖြစ်ပါလားကျွန်တော်အစိုးရကလည်းမင်းခွင့်အရေးကိုငါပေးမှာတို့ကနိုင်ငံအုပ်ချုပ်ရေးတာဝန်ယူကြမှာအဲ့တော့ပြည်သူကပြည်သူခွင့်အရေးကိုအာမခံဒီခွင့်အရေးတွေအာမခံမယ်ဒီခွင့်အရေးတွေဘယ်ပေါ်မှာခြေခံမယ်ဆိုလို့ရှိရင်လူခွင့်အရေးတွေနော် Universal Declaration of Human Rights ဒီလူခွင့်အရေးတွေပေါ်မှာအခြေခံရမယ်ဒီပေါ်မှာခြေခံထားတယ်ဒီခွင့်အရေးတွေအားလုံးပြည်သူမှာပြည်သူအခွင့်အရေးရနေတဲ့မြတ်ကာလပတ်လုံး မြန်မာနိုင်ငံမှာဥမင်းအွန်လိုင်းပဲတက်ချုပ်အုပ်ချုပ်အုပ်ချုပ်နော်အဲကျွန်တော်တို့ဒီဒေါအောင်ဆန်းစုကြည်ပဲတက်ပြီးအုပ်ချုပ်အုပ်ချုပ်နော် NLD ပဲအုပ်ချုပ်အုပ်ချုပ်နောက်ထပ်ဒါပါတော့ Janet Party တွေဘယ်သူပဲအုပ်ချုပ်အုပ်ချုပ်ကျွန်တော်တို့ကတော့အုပ်ချုပ်သူတွေကိုအုပ်ချုပ်သူအစိုးရကိုအဲ့လောက်ကြီးစိတ်ဝင်စားဘူးပြည်သူလူထုရဲ့ရပိုင်ခွင့်တွေဖြစ်တဲ့လူခွင့်ရေးတွေဖြစ်လွတ်လပ်စွာကိုယ်ပိုင်ခွင့်အသိဝင်ဖွဲ့ပိုင်ခွင့်ဟလာနိုင်ငံရေးဖွဲ့စည်းခွင့်စသဖြင့်ပေါ့ဟိုလွတ်လပ်စွာပြောဆိုခွင့်ဒီအခွင့်အရေးတွေပြည်သူမှာနော်မိမိကိုယ်ကိုမိမိရှင်သာပိုင်ခွင့်ဟလာမိမိရဲ့အတလုံးကြုံပိုင်ခွင့်ဒါမျိုးလုံးကြုံပိုင်ခွင့်တွေဒီလူခွင့်ရေးတွေနဲ့ပြည်သူဟာပြည်နေတဲ့မြတ်ကာလပတ်လုံး ပြည်သူဘက်ကလည်းကျွန်တော်ရက်တည်ပြီးတော့ဘယ်သူပဲတမနာဖြစ်လာဖြစ်ဥမေအွန်လိုင်းပဲဖြစ်လာဖြစ်လာဘယ်သူပဲဖြစ်လာဖြစ်လာကျွန်တော်တို့ကပြည်သူကိုထိထိပါလာပြီဆိုကျွန်တော်တို့ပြည်သူဘက်ကရက်တည်သွားမှာဖြစ်တယ်အဲ့တော့ခင်ဗျားတို့ဒါပေါ့နော်ခင်ဗျားတို့ကဘာနဲ့လာတဲ့တူလဲဆိုခင်ဗျားတို့ဒီတော်လိုင်းအပြေးထောက်ခံသူတွေကြတော့ခင်ဗျားတို့ဥမေအွန်လိုင်းပဲဖြစ်ခင်ဗျားတို့အုပ်စုတင်တဲ့သူအာနာဖြစ်ချင်တယ်ခင်ဗျားတို့စက်တိုက်ကျွန်တော်တို့ကတော့ဘယ်သူပဲတမနာတက်လောက်တက်လောက်ကြိုက်ချင်းကြိုက်တယ်ပြောမယ်မကြိုက်မကြိုက်ဘူးပြောမယ်ဒါပေမဲ့ကျွန်တော်တို့မဆန့်ကျင်ဘူးเนาะမဆန့်ကျင်မတော်လာဘူးဘာကြောင့်လဲပြည်သူလူထုအတွက်လိုအပ်နေတဲ့ပြည်သူအခွင့်အရေးရှိတယ်ဒီအခွင့်အရေးတွေကိုအစိုးရကအာမခံထားပြီးတဲ့လုံခြုံရေးအတွက်ကာလပတ်လုံး ပြည်သူကပြည်သူဘာဝရမယ်အဲ့တော့ပြည်သူဘက်ကပဲကျွန်တော်တို့ကရက်တည်သွားရမှာဖြစ်တယ်ဗောနကာကွယ်ရေးဦးစီးချုပ်ပူတဲ့တာဝန်ယူနေတာလေအခုယာယီဒီနဲ့လုံးတာမဟုတ်ဘူးအဲ့ရွေးကောက်ပွဲပြီးသွားလို့ချင်သူတွေတခုခုမဖြစ်မနေစွန့်ရမှာပါနော်လုံးဝကာကွယ်ရေးဦးစီးချုပ်လုံးရင်မလုပ်လို့ချင်သမနာလောက်ရမယ်အစီအစဉ်သမနာအဖြစ်နဲ့သူနေရမှာဖြစ်တယ်အဲ့တော့ကြောင့်မလို့တိတ်ဒီနှစ်ထဲမှာပဲသူယာတုကနေအဲဘောကောင်းမဆိုနားသွားမယ်လို့ကျွန်တော်တို့ကအသုံးသက်ယူဆရသူသမနာဖြစ်ချင်နေတာဖြစ်တယ်နော်အဲ့တော့ခင်ဗျားတို့ဆွဆွဲတာလည်းမှန်သွားတော့ပါဗျာနော်အဲ့တော့ခင်ဗျားတို့ပဲ အဲ့တော့ဟောခင်ဗျားတို့ဘက်ကိုမှန်တယ်လို့ကျွန်တော်ပြောရမှာပေါ့အဲ့တော့အမ်ဘယ်လိုခေါ်မလဲအဲ့ကျွန်တော်တို့ရတာဝန်ကတော့ပြည်သူလူထုကိုနော်ထိခိုက်လာမဲ့ကိစ္စမှန်ပြပြည်သူဘက်ကရက်တည်ပြီးတော့ဘယ်တမနာပဲတက်တက်နော်ဟိုပြည်သူဘက်ကရက်တည်သွားမှာဖြစ်တယ်ကျွန်တော်တို့ရရက်တည်နိုင်စွမ်းနဲ့ပေါ့နော်အဲထို့လို့ခင်ဗျားတို့တက်ကတော့ခင်ဗျားတို့ကကျွန်တော်တို့ကပြည်သူအတွက်ပေးထားသောအခွင့်အရေးတွေအားလုံးရနိုင်မြတ်ကာလပတ်လုံးကျွန်တော်ဆိုရကမှတက် အုပ်ချုပ်သူလူသားသားအပြောင်းလဲမှလိုချင်တယ်ငါတို့လူအုပ်ချုပ်မှငါတို့တင်တဲ့သူအုပ်ချုပ်မှဆိုလို့ချင်းခင်ဗျားတို့စက်တိုက်နော်ဒါခင်ဗျားတို့ရဲ့တာဝန်ဖြစ်တယ်နော်ခင်ဗျားတို့ဒီတော်လိုင်းကြီးလုပ်နေတဲ့သူတွေခင်ဗျားတို့ဒီပိန်းကြီးရဲ့တာဝန်ဖြစ်တယ်အဲ့တော့ခင်ဗျားတို့ကဘာလို့ခင်ဗျားတို့ကရည်ရွယ်ချက်ကတခုကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကတခုဖြစ်တယ်ကျွန်တော်ရည်ရွယ်ချက်ကဒီမိုကရေစီနဲ့ပြည်စုံနဲ့အခွင့်အရေးပြည်သူမှရှိနေမြကာလာပတ်လုံးကျွန်တော်တို့ကတော့ဘယ်တမနာပဲတက်တက်နော်ကျွန်တော်ခီးဆိုင်မှာမဟုတ်ဘူးခင်ဗျားတို့အဲ့လိုမျိုးပေါ့နော်ဟိုငါတို့မိမိတက်မှာလို့ဆိုလို့ရှိရင်တော့လေအဲ့ခင်ဗျားတို့မှာစက်တိုက်ပါခင်ဗျားတို့ခင်ဗျားတို့ရဲ့အခွင့်အရေးဖြစ်တယ်နော် ဲ့တော့ကျွန်တော်တို့ဘက်ကတော့ပြည်သူခွင့်ရေးပြေဝနေတဲ့ကာလပတ်လုံးကျွန်တော်တို့အပြည့်တနာမှမရှိဘူးနော်အဲ့တော့ပြည်သူတွေအားလုံးလည်းမေးချင်တယ်အဲ့တော့ပြည်သူတွေအားလုံးကဘလို့လဲဥမင်းအွန်လိုင်းတမရလုတာတို့ဒေါအောင်ဆန်းစုကြည်တမရလုတာတို့ဟုတ်လားနောက်ထပ်ဒီဥက္ကူကူကြီးတမရလုတာတို့ဟုတ်လားဒီတမရရာထူးတွေပေါ်မှာအထူးကတောက်တဘောပေါ့ခင်ဗျားတို့ရဲ့ဒီဘယ်လိုခေါ်လဲဆိုရှင်ခင်ဗျားတို့ခံစားချက်ကြီးနေသလားဒါမှမဟုတ်ရှိနေခင်ဗျားတို့ရဲ့ပြည်သူအခွင့်အရေးပြည်သူမှာရနေတဲ့ကာလပတ်လုံးဘယ်သူတမရတက်လို့ဘယ်ပါတီတွေဘလို့ပြိုင်နေပြိုင်နေခင်ဗျားတို့ ဘာမှပေါ့နော်စိတ်ဝင်စားဖို့ဆိုတာကရှိလာပြည်သူရဲ့ဒီပြည်သူရဲ့ရပိုင်ခွင့်နဲ့အားလုံးရမယ်ဆိုခင်ဗျားတို့ဂျင်းတယ်မလားမဂျင်းတဲ့သူပြောပါလေကျွန်တော်တို့ကတော့မေမေတက်မလို့ဖေဖေတက်မလို့ဆိုလို့ရှင်တာတမီးပေါ့ဗျာကျွန်တော်ကမေးဂျင်းတယ်ဒီမေးခွန်းချက်လောက်ကျေးဇူးပြုဖြစ်ပြီးပါတယ်ပြည်သူတက်မလားအဲပြည်သူရဲ့ဒီဘလောက်ကောင်းလဲပြည်သူရဲ့အခွင့်အရေးရနိုင်ခြင်းနဲ့ပြီလားဒါမှမဟုတ်လို့ရှိရင်လည်းခင်ဗျားတို့ကအဖေဖေတက်မလို့ဝင်ပြီးတက်မလို့လားချက်ပြေးရှိပြပါဦးခင်ဗျပြည်သူခွင့်အရေးရနိုင်ခြင်းနဲ့တယ်ပေါ့ခြင်းနဲ့တယ်လို့ရှိရင်နော်ခြင်းနဲ့တယ်ပြည်သူခွင့်အရေးရနိုင်ခြင်းနဲ့တယ်လို့ရှိရင်နော်ခြင်းနဲ့လားမခြင်းနဲ့လားပြောပါပြည်သူအခွင့်အရေးရနိုင်ခြင်းနဲ့လား ကောင်းပါပြောတာအရမ်းမှန်ပါကျေးဇူးတင်ပါတယ်ကျေးဇူးတင်တယ်ဟုတ်ပြီနော်သဘောတူပါတယ်ချိန်တိုင်းအေးချမ်းသွားပါပါအားပေးတယ်နော်ဟုတ်ပြီဘယ်ပြည်သူတက်တက်ပြည်သူခွင့်အပြည့်ဝရနေတဲ့ကာလာပတ်လုံးချိန်တတ်ပါလားချိန်တတ်လားဒါမှမဟုတ်ရှင်နဲ့မချိန်တတ်ဘူးလားငါတို့ကတော့အနီတက်မှလို့အစိမ့်တက်မှလို့ဆိုတော့သူရှိလားချိန်တတ်ပါလားချိန်တတ်တယ်ပြည်သူခွင့်ရနေပြီလားရပါလိမ့်မယ် နေမီတို့ဖေဖေတို့ခန်းစားချက်ကြီးတဲ့တွေကဆက်တိုက်ကြတော့ချုပ်တို့အားလုံးကတော့ပြည်သူခွင့်ရရနေတဲ့ကာလပတ်လုံးတိုက်မှာဖြစ်သူပြည်သူခွင့်ရမရလို့ရှိရင်ဘယ်ပါတီဘယ်မင်းတက်တက်နော်ဘယ်မင်းအတုံးမကြမကြဝေဖန်သွားမှာဖြစ်တယ်ပြည်သူခွင့်ရရရင်ဂျင်းတ်ပါလေဂျင်းတ်တယ်ဂျင်းတ်တယ်နော်မဂျင်းတ်တွေဆက်ချမှာနော်ဟုတ်တယ်ဂျင်းတ်သူကဂျင်းတ်ကြမှာနော်ကျေးဇူးတင်ပါတယ်ဘယ်သူပဲတက်တက်နော်ဟုတ်ပြီဂျင်းတ်ပြည်သူခွင့်ရဆိုတာစမကျွန်တော်ပြောရပြနော်ဟိုလူခွင့်ရပေါ့ကျွန်တော်တို့ဘယ်လိုခေါ်မလဲကျွန်တော်ရှိတာဟို civil right ရှိတယ် political right ရှိတယ်နော် socio economic rights ရှိတယ် civil rights ဆိုတာကကျွန်တော်တို့လွတ်လပ်စွာအသင်းအင်းဖွဲ့ပိုင်ခွင့်စသဖြင့်ပေါ့ဗျာနော်အဲဒီ political rights ဆိုတာလည်းကျွန်တော်တို့လွတ်လပ်စွာယုံကြည်ကိုယ်ပိုင်ခွင့်အနေနဲ့ဒါနိုင်ငံရေးအခွင့်အရေးတွေပေါ့နော်အဲ socio economic socio economic rights ဆိုတာကတော့ကျွန်တော်တို့လူမှုစီးပွားရေးလူမှုစီးပွားရေးဆိုတာပြည်သူလူထုကစေကူးတဲ့နေရာတွေမှာဈေးသက်သာမယ်ဟာလားပြည်သူလူထုစားဝတ်စားဝတ်နေရေးတွေပြည်လည်မယ်ပြည်သူလူထုအိမ်တွေဟာလားဒုက္ခရောက်နေတဲ့ပြည်သူတွေအားလုံးကလည်းဒါအိုးအိမ်တွေကိုဒီဘယ်ခေါမလဲဆိုလို့ရှိရင်လည်းလည်းကူကူနဲ့ငားရနိုင်မယ်ဝယ်ချမ်းနိုင်မယ်ဟာလားနေထိုင်နိုင်မယ်ဒါတွေကိုပေါ်ဆောင်ပေးမဲ့သူဘယ်ဘယ်တမန်တော်ပဲတက်တက်နော် ကျွန်တော်အနေနဲ့ဥပင်းအောင်လာကျွန်တော်တိပုတ်ကအနေနဲ့ကျွန်တော်ကြိုက်ချင်တယ်ကြိုက်မယ်မကြိုက်ချင်တယ်မကြိုက်ဘူးသို့ပါတော့လည်းကျွန်တော်အဓိကဥတေတာကပြည်သူရဲ့နော်ပြည်သူရဲ့အခွင့်အရေးကိုကျွန်တော်အဓိကဥတေပါတယ်အဲခမောင်းအနေနဲ့တော့နော်နော်လမ်းမိုင်းခွဲတဲ့ဂိတ်ကြီးနော်ဟောလဲဂိတ်ကြီးတွေဂိတ်ကြီးတွေကောက်ဆက်ကြီးတွေကောက်ဆိုပြောင်းလုပ်ပေးနိုင်ရင်ကျင်းနေပါလေဟုတ်လားကွန်ပေါင်းမင်္ဂလာညီလေးတွေဖြစ်တယ်ဟုတ်ကဲ့ချစ်ပါတယ်ကိုကြီးကျေးဇူးတင်ပါတယ်လောလောဆယ်ညီကြတော့လုံနိုင်ကိုကျင်းနေပါဟုတ်ပြီနော် ဲ့အခွင့်အရေးခဏထားပါအောင်နော်လောလောဆယ်ဒီလိုမျိုးငင်းချမ်းသွားအောင်လုပ်ပေးနိုင်မှာခြေနဲ့ပါပြီဆိုတော့ပြောဆိုမှုရရှိတယ်နော်မင်္ဂလာပါဟုတ်ပြီအဲ့တော့ my my လမ်းမိုင်းခွဲတဲ့တွေကတော့ထားပါတော့လေနော်တို့ကတော့တကယ်လူပါလာတယ်ဖြစ်တယ်မြန်မာနိုင်ငံရဲ့တကယ်ဟို virus တွေပေါ့ပြောမှဆိုရင်တော်တော်ကြီးကိုစောင့်ကြည့်ရမယ့်အုပ်စုတွေပေါ့နော်ဟိုပြန်ကုစားရမယ့်ပြည်သူတွေမှပါပါအဲ့တော့အကြမ်းဖက်တွေဖြစ်တဲ့ PDF တွေကိုတဲ့လုံးဝနှိမ်နှင်းမိနိုင်မယ့်ဒီမှာဟုတ်ပါပြီဘယ်သူပဲတက်တက်ပါနော်အဲ့ဒါကြောင့်မို့လို့ဥမင်း online သမရတက်ဖြစ်သွားလဲကျွန်တော်တော့မကြိုက်ဘူးပုံမှန်လည်းပြောမယ်မကြိုက်ပါတော့ညာလည်းပဲကျွန်တော်ရဲ့အလုတ်ကဘယ်သူသမရဖြစ်တယ်ဘယ်သူသမရမဖြစ်ဘူးဆိုတာကျွန်တော်အလုတ်မဟုတ်ဘူးကျွန်တော်အလုတ်ကတော့ပြည်သူလူထုအတွက်ရရှိထားတဲ့အခွင့်အရေးပြည်သူလူထုကြားထဲမှာအနီးအစိမ်းနေလို့စိမ်းလို့အနိုင်ကျင့်မှာဦးမြောင်ဝင်တက်ပြီးအစိမ်းနေအနီးလို့အနိုင်ကျင့်လဲကျွန်တော်တို့ကပြည်သူဘက်ကပဲရည်တည်သွားမှာဖြစ်တယ်နော်အစိမ်းနေတက်လို့အနီးကိုနိုင်ကျင့်လဲကျွန်တော်တို့ကပြည်သူဆိုတဲ့ခေါင်းစဉ်အောက်ကပဲရည်တည်သွားမှာဖြစ်တယ်လို့နော်နင်းနေပြပြဝဝစိမ်းစိမ်းအားလုံးအတွက်လူထုအခွင့်အရေးအဲ့တော့ကျွန်တော်ပြောပြပါဒီမိုကရေစီနိုင်ငံဆိုတာအစိုးရနဲ့ပြည်သူကြားထဲမှာချုပ်ထားတဲ့စာချုပ်အဲ့ဒီစာချုပ်ကအခြေခံဥပဒေလို့ခေါ်တယ် တော့ငါတို့ကအခွန်ပေးမယ်ငါတို့ကငါတို့တာဝန်ငါတို့ယူမယ်အထွတ်တွေငါတို့ရတဲ့နဲ့အခွင့်အရေးဖြစ်တယ်လူခွင့်ရေးအကုန်လုံးအပြည့်ငါတို့ပေးမင်းတို့မင်းတို့ဘယ်ကောင်အောက်ချုပ်အောက်ချုပ်ငါတို့မမဲပေးခွင့်ရှိမယ်မဲမပေးခွင့်ရှိမယ်မဲမပေးဘဲနေတာဖိုင်ခွင့်ရှိမယ် no ပေးဖိုင်ခွင့်ရှိမယ် yes ပေးဖိုင်ခွင့်ရှိမယ်မပေးဘဲနေဖိုင်ခွင့်ရှိရမယ်ဒါကလူခွင့်ရေးဒီခွင့်ရေးငါတို့ပေးအဲ့တော့မဟုတ်ဘူးဘယ်ပါတီတက်တက်ဒီပြည်သူပဲဘယ်ပါတီပဲအာဏာလိုချင်လိုချင်ဒီပြည်သူပဲလာဆွာတာနော်ဒီပြည်သူတွေကမနေခြင်းမဲ့နေရမစိမ့်ခြင်းမဲ့စိမ့်ရအဲ့လိုပုံစံမျိုးတွေဖြစ်ကုန်အောင်တော့ဆုံးကြတော့ဘယ်ကောင်တွေပဲအာဏာလိုချင်လိုချင်ဒီပြည်သူပဲလာလာပြီးဒုက္ခပေးနေတယ် လို့ကျင်တော့တစုလက်နက်တွေထားကိုက်ပြီးပြည်သူကိုပဲတနက်နဲ့ထောက်ပြီးတော့ပြည်သူကြားတွေကပြည်သူအာဏာရှင်တွေပြန်ပေါ်လာတာပဲဘာမှမထူဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့နောက်ဆုံးပြောချင်တဲ့ဒီ political ideology မှာတော့ပြည်သူသားလေးအတ္တိကဖြစ်တယ်ဟုတ်လားပြည်သူရဲ့လွတ်လပ်ခွင့်ရရှိနေမြတ်ကာလပတ်လုံး NUG လာလဲကျွန်တော်ခင်မဆိုင်ပါဘူးနော်ဦးမင်းအောင်ဆက်တက်လဲခင်မဆိုင်ဘူးအဲ့တော့ကျွန်တော်ခံမှန်းသုံးသပ်လိုက်ရတာဦးမင်းအောင်လာရာဒုကဆင်းပါလိမ့်မယ်ဆင်းပြီးတော့သူသမရဖြစ်ဖို့သူစူးစမ်းပါလိမ့်မယ်နော်ကာချုပ်ပြောင်းလဲရှိပါလိမ့်မယ်လို့ကျွန်တော်သုံးသပ်တယ်နော်ပြင်ပြကြရင်ဖြစ်လာမယ်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်ရဲ့ဒီနေ့ ီသူကအေဂျင့်တာယာဖို့အဓိကပါတဲ့နော်မရိယာဘက်ခြေနေကောင်းပါလေနော်မရိယာဘက်ကကျွန်တော်တို့ဒီသမ်းမင်ကုန်းအထီကိုဟိုအောင်မြင်ချက်ထားနိုင်ပြီနော်အောင်မြင်ချက်ထားနိုင်တဲ့ပြင်ကိုအယ်ဖာတို့ကလည်းဆိုလို့ရှိရင်ဝိုင်းလာတဲ့အဆင့်ကိုရောက်လာပြီလို့ပြောလို့ရပါတယ်ခင်ဗျာနော်ဟုတ်ပြီဒီနေ့ပြောရတယ်မှာလေးမျက်နှာနည်းနည်းလေးကြည့်ဆိုင်ပြီနော်ပြီးတော့မြန်အောင်ကမြန်အောင်ကလည်းဒုတိယစီရင်ပြတ်မှတ်ဖြစ်တယ်နော်အဲ့ဒါလည်းသိထားရမယ်မြန်အောင်မှာရှိနေတဲ့စစ်တီတွေအားလုံးလည်းဒီအခုရိုးမနဲ့ဆက်နေတဲ့နေရာတွေအားလုံးက အားလုံးကအန္တရာယ်ရှိလာပြီနော်အန္တရာယ်ရှိလာပြီဖြစ်တယ်ကျန်တဲ့နေရာတွေပါသူတို့စစ်ဘယ်လိုခေါ်မလဲဆိုရှင်စစ်ပောင်ချက်မယ်စစ်ပောင်ချက်ပြီးတော့စည်ရပြားများအောင်လုပ်မယ်အဓိကတော့ကပ္ပစားတွေရှိတဲ့အရာပေါ့နော်အဲ့ဒါကတော့ကပ္ပစားတွေရှိတဲ့အရာမှလည်းအခုစတော့ AA တွေ AA တွေရော PDF တွေပေါ့ Postal Passport ပေါ်ကပြတ်နေပါလေခိုင်သူခါတို့တောက်ချက်ကွဲတော့ကွဲတာကတော့အဲ့ဒီကျွန်တော်တို့ပြောမယ်ဆိုရင်ညောင်ကျိုးမှာအချက်ကွဲပါတယ်နော်အခုညောင်ကျိုးက AC ပါပဲငြိမ့်နေပါလေနော်အဲ့တော့ဟုတ်ပြီကျွန်တော်ဒီနေ့ပြောစရာရှိတာလေးပြောပြပါမယ်နော်အဲ့တော့ကျေးဇူးအများကြီးတင်ပါ